ဲ့တရားအထုတ်ကြအောင်ဝိခန္ဓာကိုယ်ရဲ့အမှန်တရားစုပါယုံနာဆိုတဲ့ ਪਰ မတ်တို့ဖွဲ့စည်းထားတဲ့ခန္ဓာဒါသဘာဝအတိုင်း ဖြစ်နေရှိနေတဲ့သဘောတရားအဲဒီသဘောတရားကိုပညာနဲ့လောကနယ်ထဲရောက်တော့ပင်ရင်းဖြစ်တဲ့ဒီသဘောတရားကိုမသိဘဲအပြင်ကပုံဟံဗန္တံအသွဲအပြင်နမိတ်လက္ခဏာကိုကြည့်ပြီးတော့မိမရောက်တဲ့ပုဂ္ဂိုလ်သတ္တဝါ ပြီဖြင့်တောင်းဝင်ကျင်လောကသမုတ်ထားကိုအမှတ်မှားအသိမှားအစွန်းမှားပြီးတော့သက်္ကာတ္တိဖြစ်တာဆင်းရဲသက်္ကာတ္တိဟာခန္ဓာရဲ့ပင်ရင်းသိတဲ့ပုဂ္ဂိုလ်မှာဖြစ်ဖို့မရှိဘူးအပြင်ဘက်ကနမိတ်လက္ခဏာ အသွင်ပြင်ပညာအာယုနမိတ်ကိုယူပြီးတော့သက်္ကာတိဖြစ်တဲ့တွက်မြတ်စွာဘုရားကပင်ရင်းသဘောကိုသိဖို့ညွန်တဲ့နေရာမှာပညာတွေထပစ်တော်အပြင်ဘက်ကစွဲယူခဲ့ပညာနဲ့ပတ်သက်တဲ့လောကအဖုံးနှုံးအပြောဆိုအမှုရာအလုံးကို ခဲခွာစွန့်ပြစ်ပြီးတော့နှလုံးမသွင်းသေးနဲ့ဥပ္ပခါပြုတ်ပြီးတော့မိတ်ထားတယ်မိတ်ထားပြီးတော့ဒီအသိဟာဘယ်မှာသွားသိမလဲဆိုတော့ခန္ဓာရဲ့သဘောတရားပြင်ရင်းလေ့လာသုစားရမယ်အကဲခတ်ရမယ်သုံးပါရဒီလိုခန္ဓာရဲ့သဘောတရားအမှန်ကို အမှန်ကြသိအောင်လိလာအကဲခတ်တော့ခန္ဓာရဲ့ပင်ရင်းသဘောဒီတစ်မျိုးမိမိတို့ရဲ့လောကအလုံးလုံးဒီတစ်မျိုးဖြစ်တာသိလားမလဲဒီတော့ခန္ဓာရဲ့ပင်ရင်းသဘောကိုသိအောင်လောကအလုံးလုံးမိမရောက်ကြအကောင်အထည်ဆိုတဲ့သဘောတွေကိုလိလူသိလိုက်ခန္ဓာသဘောကိုဒီမြန်ကလိုက် ဒီခန္ဓာတကူလုံးမှာဖွဲ့စည်းတည်ထောင်ထားတဲ့သဘောကိုကြည့်ရင်ထောက်ပြတဲ့သဘောတို့ဤတဲ့သဘောတို့ဒါပဲတူဆံပြားခြေပြားထိတကူလုံးမှာအမျိုးမျိုးဖောက်ပြန်နေတာတွေအမျိုးမျိုးပြောင်းလဲနေတာတွေအမျိုးမျိုးမခိုင်မခန့် မတိမငြိမ်တဲ့သဘောတွေဒါရခန္ဓာရဲ့ပင်ရင်းသဘောဒီကာယဆိုတဲ့ခန္ဓာကိုဖွဲ့စည်းထားတဲ့အမှန်တရားဒါပါဠိကပရမတ်ခေါ်ပရမထဘာမလို့ပြောရင်ဒါအမှန်တရားစုပဲခန္ဓာရဲ့အမှန်တရားကြီးဘာရှိသလဲဖောက်ပြန်မှုအစုသိမှုအစု ဒါပဲရှိဖောက်ပြန်မှုအစုတို့ဖောက်ပြန်နေတာကိုသိမှုအစုတို့သိနေတာကိုမိမိရဲ့အသိဉာဏ်ရောက်နေရင်ပုဂ္ဂိုလ်သတ္တဝါအစွဲကျတနည်းတော့မိမယောက်ျားပုဂ္ဂိုလ်သတ္တဝါအကောင်အထည်ကိုအာယုံမပြုတ်အဲ့ဒီအာယုံမပြုတ်ခြင်းလည်းပဲလေ အမှန်တရားပရမတ်ကိုအဘိညာရောက်နေလို့အပြင်ဘက်ကလောကအပေါင်းကိုနှလုံးမသွင်းတာအမင်းတို့အဘိညာအပြင်လောကကြီးကနေပြီးတော့အတွင်းပရမတ်ဆိုတဲ့အမှန်ကြီးဖြစ်အောင်ပြောင်းလဲပြောင်းရမယ်ဆိုတာကဘုရင့်အတင်းပြောင်းဖို့မဟုတ် ခန္ဓာရဲ့အမှန်သဘောကိုကြက်ကြက်လေ့လာအသိပြောင်းသွားအမှန်သဘောတွေဖောက်ပြန်နေတယ်ခန္ဓာတစ်ခုလုံးမှာဖောက်ပြန်မှုမျိုးစုံနဲ့အမြင်မပြတ်ဖောက်ပြန်မျိုးမျိုးစုံနဲ့သဘောအမျိုးမျိုးနဲ့ဖောက်ပြန်ဒါရတခုမဟုတ်တခုအသိညာရောက်ဒီခဏပွင့်ရင်းကူက ထောက်ပြန်တဲ့သဘောစုကြီးပဲသူ့စီးထားတဲ့အတွက်မဖောက်မပြန်တဲ့သဘောရည်သူ့တစ်ခုမှမရှိခန္ဓာရဲ့နေရာမရွေးနှလုံးသွင်းကြည့်အမြင်မျိုးပြောင်းလဲချက်တွေထောက်ပြန်ချက်တွေပြိုကွဲမှုဒါတွေသူ့ဓာခန္ဓာရဲ့မໄຂမခန့်ဘူး မတိမငိမ့်ဘူးဒါပင်းသဘောပဲဒါကြောင့်မြတ်စွာဘုရားရဲ့အနားဖြင့်ဒီခန္ဓာရဲ့သဘောတရားအမှန်ကိုသိရင်ဘယ်နေရာကမှညှဉ်းနှောမှုကိလေသာနှောင့်ဖွဲ့မှုဆံရောစင်ဖြစ်စရာမပါဘူးဆံရောစင်ဖြစ်လောက်တဲ့ကိလေသာဖြစ်လောက်တဲ့အသွေးသံတံပုံဟံ နမိတ်မရှိဒါကြောင့်ဒီသံယောဇဉ်ဒီကိလေသာလွတ်ကုန်တာဒီပရမတ်မှာအသိညာသွားတဲ့ပုဂ္ဂိုလ်ကြတော့အလွတ်ပါငကုတ်ကသူအာယုံပြုထားတဲ့သဘောဟာပြဉ္ညာနမိတ်ဆိုလို့ဘာမှစွဲယူပြန်မပါဘူးဒါကြောင့်အခုကိုယ်ခန္ဓာနဲ့ကိုယ်ပရမတ်ကိုသိရှိဖို့ လိလအသေးခတ်တဲ့ရုပ်ရာခန္ဓာရဲ့အမှန်တရားဆိုတဲ့ပရမပေါ်မှာအသိညာမလွတ်ထားပြန်ထောက်ပြနေတဲ့သဘောတွေဘောမှာအသိညာမျက်ခြေမပြတ်ကပ်ပြန်လောကီပညာသိကနေပြီးတော့ပရမသိပြောင်းအောင် ဒီနည်းနဲ့ပြောင်းသွားအဲ့ဒီပြောင်းသွားခန္ဓာမှာတကယ်သိရမယ်အမှန်တရားကဖောက်ပြန်တတ်တဲ့သဘောလို့ဖောက်ပြန်နေတယ်ပြည့်နေတယ်သိတတ်တဲ့သဘောလို့သိနေတယ်ပြည့်နေတယ်တခູ້မှာမိเสียတူရဲ့เสียအာကိုးရအာထာရမပါဘူး ဒါကိုအာဟုရအားထားရထင်ပြီးတော့ပြဉ္ညာနမိတ်ယူတဲ့ပုဂ္ဂိုလ်များအတွက်ဘောကပရိဒေဝဒုက္ခဒေါမနသဥပါယသစသည်ဖြစ်တယ်လို့ခန္ဓာဝကဘာယုံမှာအများကြီးဟောတယ်။ဒါပရင်ဖြစ်တဲ့ပရမတ်ကိုမသိတဲ့ပုဂ္ဂိုလ်များမစွဲလမ်းပါပါဘူး။အမှားရှိတဲ့ပရင်ပရမတ်ကိုအမှန်တိုင်သိတယ်။စွဲလမ်းရလည်းမရှိဘူး။ညီကရလည်းမရှိဘူး။ နှောင်ဖွဲ့ရလည်းမပါအဲ့ဒါကြောင့်မိမိတို့ကိလေသာလွတ်အောင်မာယောစင်ပြတ်အောင်လွတ်တဲ့ပြတ်တဲ့ဤနဲ့ရှားဖွေလောက်ရမဟုတ်ဘူးအမှန်ရှိတဲ့ပရမတ်ပေါ်မှာအမှန်သိနေယုံနဲ့လူမနဲ့ကိုဖြတ်တာမိမိတို့ကလောကီမဲ့ပရိပဒမဲ့ဖြစ်တဲ့အတိုင်း ဓာပွားများအားထုတ်ပေးရတယ်။ဒါသိဉာဏ်ရင့်ကျက်အောင်အကဲခတ်ပေးရလေ့လာပေးရအဲ့တော့ကိုယ်ခန္ဓာနဲ့ကိုယ်ပူတယ်အေးတယ်ထုံတယ်ကျင်တယ်ဆိုတဲ့ပညာလိုအသိမျိုးသိနေရင်ဒီလိုတော့သိလို့ရသေးတာအဲ့ဒီသဘော ပြင်းရဲပဲလို့သိလိုက်ပြီးတော့အမှန်ကတော့ဒါရီဖောက်ပြန်တဲ့သဘောပဲလို့ဒီလိုအသိပြောင်းယူသတ္တဝါတို့သဘောမှာစပါထမခန္ဓာကိုသိလိုက်ရင်ပဲမိမိတို့လက်ကျက်ထားတဲ့အာယုန်တိုင်းရုပ်ရည်ပူတယ်အေးတယ်ပြင်းနေထုံတယ်ဆိုတဲ့သဘော ွားပြီးတော့မှတ်တတ်တယ်။တို့ရတွင်ဒါဟာတော့ဖြင့်လောကပြောတဲ့ပြညာသဘောပဲ။အမှားသိရမယ်တရားကဖောက်ပြန်တတ်တဲ့သဘော။သူဖောက်ပြန်နေတာတွေပဲ။ဖောက်ပြန်တဲ့သဘောတွေပဲ။ပြောင်းလဲတဲ့သဘောတွေပဲ။ဒီလိုနဲ့ခန္ဓာနှံ့နှလုံးသွင်းကြည့် ထောက်ပြန်တဲ့သဘောပြောင်းလဲတဲ့သဘောမတိမငြိမ်တဲ့သဘောစုပဲလို့ခန္ဓာမှာသဘောပေါက်ခန္ဓာရဲ့အရှိတရားကလည်းသူ့လိုပဲရှိတယ်ဒါရှိတဲ့တရားကိုရှိတဲ့အတိုင်းနှလုံးပွင့်ပြီးတော့အကဲခတ်နေရင်ဒီသဘောတွေခန္ဓာမှာတကယ်ကိုရှိပြီးတော့ ပညာအဖြစ်မိမယောက်ျားထင်တာဟာအမှန်ဆိုတဲ့ခန္ဓာရဲ့သဘောကိုမသိလို့လောကအလျောက်ပုံဝန်ကျင်ကနမတက်တဲ့အလျောက်သာပြောရုံဆိုလို့ဖြစ်နေတာပဲလို့ဒီလိုသဘောပေါက်ခန္ဓာရဲ့ပင်ရဲ့အမှန်ကိုမျက်ခြေမပြတ်မှ အပြင်ဘက်ကပြည့်ညက်ရဲ့ကိစ္စတွေလည်းသိလာအဲမိမိတို့ရဲ့ကိစ္စခန္ဓာကိုလေ့လာဖို့လေ့ကျင့်ဖို့အကဲခတ်ဖို့ဖြစ်တဲ့အတွက်မိမိတို့အသိလာတာထောက်ပြန်တတ်တဲ့သဘောအမှန်ဆိုတဲ့ဘောမှာအသိဉာဏ်ကတ်တာအသိဉာဏ်ကတ်တယ်ဆိုတာလည်းပဲတဏှာတည်းကိုဆိုလိုတာမဟုတ်ဘူး ဝံခိတ်တင်တာပဲစုပါရနခန္ဓာဒုက္ခအချင်းချင်းအားဖြင့်ခန္ဓာ၅ပါးတို့သူ့ပေါင်းထားတဲ့သံပြားခြေပြားတွေဒီတစ်ခုလုံးစီပင်လန်းယုံနာနှပါဒုက္ခသစ္စာပဲလို့မြတ်စွာဘုရားညွှန်ထားတဲ့တွေ့ခန္ဓာတစ်ခုလုံးမှာအသိဉာဏ်ဖြတ်ပေးတာ အသိဉာဏ်ရောက်တဲ့နေရာတိုင်းဟာဖောက်ပြန်တဲ့သဘောတွေရှိကြောင်းပြက်တဲ့သဘောတွေသာဖြစ်ကြောင်းဒါတွေသဘောပေါက်ဒီလိုသဘောပေါက်လာရင်ဘေဝံပတ္တံဘိက္ခွေသုတ္တဝါရိယသာဝကောခန္ဓာရဲ့အမှန်သဘောကိုအမှန်တိုင်းဉာဏ်ရောက်လာရင်ဒီရောက်တဲ့ဉာဏ် သိတဲ့အသိဟာရူပသမိပိနိဗ္ဗိန်တုထောက်ပြန်တော်ဝသိနေရတဲ့ယောဂီဟာထောက်ပြန်မှုပေါ်မှာညီဝေလာမယ်ဆက်ဆုပ်လာမယ်မလို့ခြင်းတဲ့သဘောဖြစ်တာဘာကြောင့်လဲထောက်ပြန်တဲ့သဘောကူကလူချင်းစရာမဟုတ်နှစ်သက်စရာမဟုတ် သွလန်းစရာမဟုတ်တွေ့တာစရာမဟုတ်တဲ့ သူ့သဘောအနတ္တဖြစ်တဲ့အတွက်ဖောက်ပြန်နေတယ်ဖောက်ပြန်နေတယ်ပြည့်နေတယ်ပြည့်နေတယ်ခန္ဓာသဘောအတိုင်းအဋ္ဌညာမှန်မှန်သိနေရင်သူ့ဟာနဲ့သူ့ညီဝင်သူ့ဟာနဲ့သူ့လိုချင်မှုမဖြစ်ဘူးသူ့ဟာနဲ့သူ့ခန္ဓာအဖြစ်မြင်လာသိလာပြီးတော့ဒီခန္ဓာဟာပုဂ္ဂိုလ်သတ္တဝါ ထင်သလိုသွေတာဖျားသွေလောက်ဖျားမဟုတ်တဲ့သဘောတွေပဲဒါသိညာရက်လာဘယ်နည်းနဲ့မှသွေတာဖို့သွေလန်းဖို့မရတဲ့သဘောတရားတွေပဲသိလားဒါဟုသွေတာသွေလန်းနေရင်ဒီသဘောတရားအမှန်တည်းရဲ့နှိမ့်ဆက်မှုပြက်မှုဖျဲမှု မသိဘူးအကောင်းတဲ့ပြညတ်ကြီးဆွဲယူပြီးတော့ကိလေသာဖြစ်တာပဲလို့ဒါလည်းသိတာဒါကြောင့်ရူပသမိပိနိဗ္ဗိန်တိထောက်ပြန်ဖြစ်ပြမှုဆိုတဲ့သဘောတရားပေါ်မှာကြီးငွေတတ်မဲ့ကျင်းလာမယ်နိဗ္ဗိန်ဝုရသတိကြီးငွေလာမယ်ဆက်ဆုပ်လာမယ် အပြစ်မြင်လာမယ်ဆိုရင်ဒီခန္ဓာသဘောတရားပေါ်မှာတွေ့ရတတ်မယ်မို့ဒါရီကျင်းလာဝိရကဝိမုစတိတတ်မဲ့ကျင်းလာရင်တတ်မဲ့တဲ့ကိလေသာကလွတ်တာဓာတုလမ်းစဉ်တိုင်းဉာဏ်ရင့်တဲ့ရင့်တဲ့အဋ္ဌဉာဏ်ကသွားတဲ့လမ်းစဉ်ဒီလိုဖြစ်လာဒါဟာ ခန္ဓာသဘောကိုလေ့လာရင်းနဲ့အသိဉာဏ်ရင့်ကျက်တာသိရင်းသိရင်းနဲ့ပူပူပြီးသဘောပေါက်တာကိုဉာဏ်နဲ့ကိုသဘောပေါက်အောင်ခန္ဓာကိစ္စကိုဉာဏ်သိမျက်ချင်မပြတ်သိပေးတယ်ပฏิပ္ပံအလုပ်ဖြစ်တယ်နောက်ပြီးတော့ဒီခန္ဓာရဲ့သဘောတရားကို မိမိတို့ဟာအမှန်တရားတို့မရက်မစဲတသိသေးတလှုပ်လှုပ်နဲ့သူပိစနဲ့သူပြက်နေပါလားခန္ဓာရဲ့ပင်ရင်းကိုလည်းပဲသဘောပေါက်တာအဲ့ဒီသဘောပေါက်တဲ့အတွက်အကောင်အထဲအလုံးအခဲသဏ္ဍာန်ဓာတ်ကိုစွဲပါဖြစ်တဲ့သက်္ကာဒိဋ္ဌိ ဒီအချိန်ဖြစ်လို့မရဘူး။ဒီအသိဉာဏ်ရောက်တဲ့အချိန်မှာဖြစ်ခွင့်မရှိဘူး။အကောင်ထဲမပါလို့အရင်နမိတ်ပန္တန်အစွဲမပါဘူး။ပရမသဘောဖောက်ပြန်နေတယ်။ပုံဟပန္တန်မရှိဘူး။ဖောက်ပြန်နေတာတော့အမှန်ပဲ။ဖောက်ပြန်နေတဲ့သဘောဟာအကောင်အထင်မဟုတ်ဘူး။သဘောတရားအနေနဲ့ဖောက်ပြန် ပြည့်နေတယ်ပြည့်နေတယ်လို့သိတဲ့အချိန်ပြည့်တဲ့သဘောယူစရာရစရာမရှိတဲ့သဘောဒါဒီလိုနမိတ်လက္ခဏာအားဖြင့်ယူလို့ရလို့မရလောက်တဲ့နမိတ်ကင်းနေတဲ့သဘောသိရင်အဘွယ်ပန္ဒနမိတ်အကောင်အထဲပါမ ဖြစ်မဲ့သက်္ကာတ္တဒီအချိန်မဖြစ်တော့ယေဒာပညာရဲ့ပဒတိအကျဉ်းခါ၌ဝိပဿနာဉာဏ်ဖြင့်ထောက်ပြန်ပြီးတော့ပြည့်နေတယ်လို့သိအထနိုင်ပင်ဒီဒုက္ခဒီခါမှာယုံနာတစ်ပါးဒုက္ခဆိုတဲ့ဒီခန္ဓာကြီးလူချင်းစရာမကောင်းတဲ့ အပြစ်တွေပဲလို့သိဒီအသည့်ဟာသက်္ကာတကြီးမပါတဲ့ပရမတ်တိဖြစ်သောကြောင့်ဧသမဘောဝိသုဒ္ဓိပညာသည်ရင့်ကျက်ပြီးတော့မဉ္ဇဖြစ်သွားတာကဉ္ဉံရဲ့သွားရလမ်းဉာဏ်ပြောင်းမသွားရဘူးဒီဉာဏ်ရင့်ကျက်အောင်အလေးအကျင့်များအောင် လေ့ကျင့်ပေးတာအားထုတ်ပေးတာအသိဉာဏ်နဲ့ခန္ဓာနဲ့ကပ်ပေးတာတတိယအသိဟာညာပူသိလာဒီဉာဏ်ဉာဏ်စင်ကြယ်လာဉာဏ်ရှင်းလာခန္ဓာပေါ်မှာဘယ်လိုမှတွေ့တော့ဆိုးလမ်းမှုဆိုတာညှိုးလင်းခြင်းမရှိဘူးဒီအသိဉာဏ်ဟာခန္ဓာမှာကိလေသာအားဖြင့် တတ်မဲ့ကိုလန်းနဲ့ညှို့လင့်ပြမထားဘူးညံ့ရှင်းသွားရှင်းတဲ့ညာခန္ဓာဘောမှာအပြစ်ပဲမြင်တဲ့အတွက်သူတနည်းကြီးနဲ့ဒီခန္ဓာဒုက္ခကိုသုံးသပ်ပြီးတော့လွတ်အောင်လို့သူသွားလိုက်လွတ်တာဝိမုတိညာမယ်ဝိရာကဝိမုတ်သတိကိလေသာမှလွတ်တယ်ညာလွတ်ဖို့အတွက် ဒီညာဟာသူယုံထွက်မှာဒုက္ခနာမှာသိနေရတဲ့ခန္ဓာဟာအာကိုးစရာအာထားစရာမိကိုးစရာမရှိဘူးအပြစ်တွေ့လို့ခဲတဲ့သဘောကိုသိနေလို့အစိုးမရတဲ့သူ့သဘောတိုက်သူထောက်ပြန်လိုက်ပြက်လိုက်ထောက်ပြန်လိုက်ပြက်လိုက်ဖြစ်နေတဲ့အတွက်ဘယ်နည်းနဲ့မှညာဟာဒီခန္ဓာအာမကိုးတော့အပြစ်ကြီးပဲညာနဲ့သိအောင်လို့ ကိုခန္ဓာနဲ့ကိုညာနဲ့ပြီးတော့ဒီအသိညာဟာလွတ်ရလွတ်ကြောင်းသင်္ကတဖြစ်တဲ့ယုံ난တို့လွတ်ရလွတ်ကြောင်းသူဒီလမ်းကြောင်းကိုရှာတော့အဲ့ဒီတော့ယုံ난နှပါဖောက်ပြန်ဖြစ်ဖြစ်တဲ့သဘောတို့ဒီတရွေ့တလှုပ်လှုပ်တသုတ်သုတ်တဖြုတ်ဖြုတ်နေ ြည့်နေပါလားဒါကိုသိတော့ရဲ့အဲ့ဒီသဘောတွေကိုယုံနာသဘောဖောက်ပြန်တဲ့သဘောပါရင်ဒုက္ခပေးမဲ့တရားပဲလို့ရင့်နဲ့ညာသိသိသဘောသိသဘောတို့တရှိရှိနဲ့ပြက်သွားတာဘူးရင့်နဲ့ညာကဆင်းရဲတဲ့တရားပဲလို့သိပြီ ဒီယုံနာနှစ်ပါးပေါင်းနေတဲ့ခန္ဓာလေးဒုက္ခသစ္စာပဲလို့မြင်ပြီးလွတ်ဖို့သူယုံတော့ကြက်ကြက်သိပြီအဲ့ဒီခါမှာယုံနာနှစ်ပါးဖောက်ပြန်ဖြစ်ဖြစ်တဲ့သင်္ခါရလက်လူရှုတောကံပြီးတော့လူဟာသက်ခံတတိအဘင်္ဂတိဆိုတဲ့အဘင်္ဂတတ္တ ဒီလိုဖြစ်ချင်းဖြစ်ချင်းဒုက္ခတရားမှာလွတ်တယ်၊ကင်းတယ်။မဖြစ်တယ်။និရောဓသဘောပြေဝင်သွား။အဲ့ဒါဟာပထမစခန်းတောက်ဖြစ်တဲ့မှတ်တယ်။ဒီလမ်းကြောင်းနဲ့ဒီသိဟာခကြီးဝူးရမဟုတ်။မိမိတို့အသိဉာဏ်ဟာခန္ဓာသဘောကိုကြက်ကြက်သိနေပါ။နေရာမယွေးသိနေပါ။ ဂိနီယာသိသိသိရတဲ့နေရာတော့ခန္ဓာရဲ့သဘောမှာမကောင်းတဲ့သဘောတွေတွေ့ပါတယ်မခိုင်တဲ့သဘောတွေမြင်ပါတယ်မချမ်းသာတဲ့သဘောတွေတို့သဘောပေါက်ပါတယ်ဘယ်နည်းနဲ့မှဒီခန္ဓာမကောင်းဘူးဉာဏ်ကတော့သိပြီသို့တော့ဒီဉာဏ်လွတ်အောင်ထွက်အောင် အားရှိဖို့လက်ကျင်ပေးဖို့အတွက်ခန္ဓာမမပြတ်မပြတ်ဂတိပဋ္ဌာန်ဤရသိနေပါခန္ဓာရဲ့သဘောကတော့သူကိစ္စသူပဲပေါ်ပြန်လိုက်ပြက်လိုက်ပြီးလိုက်ပြက်လိုက်ဘလူကသိနေသိနေမသိပဲနေနေသူကတော့ညံ့ အဲ့နေလည်းမရက်ဘူး။ဘာနေလည်းမရက်ဘူး။ယောနေပါနေလည်းပဲ तू ကတော့မရက်။ तू လမ်းစဉ်တိုက်သူလောက်ဒါပရမသဘောတူရဲ့မပြောင်းမလဲတဲ့မြတ်တဲ့ပုံအဲ့ဒါဘယ်လိုဘယ်နည်းနဲ့မှ तू ကရက်ဆိုင်နေတယ်။ तू လမ်းစဉ်ရက်ဘူးသွားနေတာ။ तू လမ်းကြောင်းဘူးသွားနေတာ။အဲ့မိမိတို့အမှန်သိတဲ့ညံကသူ့လိုက်သိဘူး။သူ့ကိုပြုပြင်ဖို့မဟုတ်ဘူး။ လိုက်ပြီးဘောက်ပြန်နေတာကိုဘောက်ပြန်နေတယ်သိပြက်နေတာကိုပြက်နေတယ်လို့သိဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့မိမိသိရခြင်းမကောင်းတော့ဆဲတယ်လို့သိကိုယ်ခန္ဓာမှာဖြစ်ပြီးတော့မိမိဉာဏ်နဲ့စောင့်ကြည့်တော့မခိုင်တာမမြဲတာဆင်းရဲနေတာဒီသဘောတွေဟာ မိမိတို့အနေနဲ့မျိုးလင့်ထားတဲ့ကိစ္စလည်းမဟုတ်ဘူးလူချင်းတဲ့သဘောလည်းမရှိဘူးမိမိကမလူချင်းပါပဲနဲ့ဘယ်လိုကြောင့်မိမိခန္ဓာကိုယ်ဆိုတဲ့ဒီခန္ဓာကြီးဖောက်ပြန်နေသလဲပြည့်နေသလဲမိမိကိုဒုက္ခပေးသလဲဒါဝတာဖို့စီးဖို့ကံွက်ဖို့ဘယ်လိုမှလုံစရာ အဆိုးမရမိမိသဘောနဲ့ဘာမှမလုပ်နိုင်တဲ့အတွက်သူ့သဘောအနတ္တညာရင့်လာတော့ရင်ထောက်ပြန်ပြီးပြည့်နေတဲ့သဘောသည်အနိစ္စဖြစ်ပြီးဒုက္ခဖြစ်ပြီးအဆိုးမရလို့မတားနိုင်လို့သူ့ဟာကိုပြစ်တော့ကြည့်နေရညာနဲ့သိနေရဘယ်နည်းနဲ့မှ မကောင်းတဲ့ခန္ဓာပဲဒီခန္ဓာကိုယ်ကိုဖေနပင်တော်ပုံရူပံလို့ခန္ဓာဝကမှာမြတ်စွာဘုရားဟောတဲ့အတိုင်းရေမြုပ်များရေမြုပ်ဆိုင်များဘယ်ဘက်ကလှည့်ကြည့်လို့မှအနှစ်သာရမတွေ့ဘူးလို့ခန္ဓာကခြေပြားထိပေါက်ပြံမှုအစုဖြစ်တဲ့ဒီခန္ဓာဟာ ဘယ်ဘက်ကဘယ်နေရာကိုကွက်ပြီးတော့နှလုံးသွင်းကွက်အခိုင်အမာမနှစ်သာရမရှိပြင်နေတယ်ဆင်းရဲနေတယ်အစိုးတရဘာမှမိမိသဘောမလိုက်ဘူးသူ့သဘောနဲ့သူဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်ပြီးတော့ပြက်ခြင်းတိုင်းပြက်နေတဲ့ခါလားဒါဟုသိသည်တဲ့ပူသိအောင်ဆက်ခါဆက်ခါ နှလုံးပေါ်ပြပါထခါထခါသိနေပါကြာလေသိလေကြာလေသူ့သဘောတွေဟာတွေ့တာဘူးမကောင်းလေနှက်သက်ဘူးမရှိဘူးသိလေသာတို့ဘာတို့ပြတ်ဖို့အသိဖြစ်လာခန္ဓာသဘောတရားအမှန်သာသိရင်ဘယ်နည်းနဲ့မှတွေ့လာလို့လည်းမရတွေ့တာလို့လည်းမရတတ်မယ်လို့လည်းမရဘူး သိတာကျိုးစားရှိအချိန်နှဲသွားပြီကိုယ်ခန္ဓာနဲ့ကိုယ်သိဖို့ဉာဏ်မျက်ချင်မပြောင်းခန္ဓာအနှံ့ခရုစိုက်ပြီးဘယ်နေရာခန္ဓာရဲ့တသိတ္တိကဘယ်ဌာနဘယ်အစိတ်ပိုင်းမှာမှာ ခိုင်မာတဲ့အကောင်အထည်အနည်းနဲ့မရှိဘူးသဘောတရားကိုစုပေါင်းပြီးတော့ပြက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ဆင်းဘယ်နည်းနဲ့မှမိမိရဲ့သဘောအလိုမလိုက်တဲ့သူ့သဘောဖြစ်ဒါခန္ဓာပင်ရင်းလက္ခဏာ ဒီအနိစ္စချက်ဒုက္ခချက်အနတ္တချက်ကိုမိမိတို့ကရွတ်ဖတ်ပြီးတော့သယုတ်လိုက်ခွဲမနေရသိနေလိုက်ပါတစ်ချက်သေးသိနေပါဟောဒီသဘောတည်းဟာလူကိစ္စနဲ့သူဖောက်ပြန်ပြီးပြန်ဗယ်နည်းနဲ့မှပြင်လို့ဆင်လို့ရတဲ့သဘောတွေမဟုတ်ဘူးပေါ်ဝင်ကညာနဲ့ကြည့်သူသဘောနဲ့သူဖောက်ပြန်နေတယ်ပြက်နေတယ်သိနေတယ်ပြက်နေတယ် ဒါဟာခုကိစ္စရုပ်ပါမယကိစ္စနံပါမယကိစ္စမိမိတို့အသိဉာဏ်သူ့ကိုလေ့လာဖို့အခုအားထုတ်တာလေ့လာပါကိုယ်ကိုတရားတိုင်းကိုသိပါကိုယ်အသိရေ့ကျက်လာရင်ဒီအသိအသိများပြီးတော့တိုးတက်လာရင်သူ့ကိစ္စနဲ့သူလွတ်အောင်သွားတယ် မက်ကိုဖိုးဖို့ရောက်တာညံရောက်တာလူရောက်တာမဟုတ်ဒီရောက်မဲ့ညံဒီခန္ဓာဒုက္ခမြင်ပြီးတော့လွတ်သွားမဲ့ညံကိုလွတ်လောက်အောင်အားပေးတဲ့အနေနဲ့ခန္ဓာနဲ့တိုက်ပြီးတော့ဖိပေးနေကြံကြံထန်ထန်သဘောဟာလဲထောက်ပြန်ပြီးပြစ်တာနုံနုံညံညံသဘောတွေလည်းပဲထောက်ပြန်ပြီးပြစ်တာဘယ်ဟာတစ်ခုမှအခိုင်အမာရှိတဲ့သဘောမပါဘူး ဗတိညာအနုစိတ်သိအောင်ခရီးဆိုင်မိမိတို့ရှုရှုမရှုရှုမိမိတို့ခန္ဓာကတော့ပေါက်ပြန်လိုက်ပြက်လိုက်သိလိုက်ပြက်လိုက်နဲ့အူတဲ့နာတဲ့သေတဲ့စီကိုတွန်းပို့နေတာအခုညာရောက်တဲ့ပုံစံတွေတွေ့ပြီတက်လှုပ်လှုပ်တရော့ရော့နဲ့ပေါက်ပြန်ပြီးပြက်နေတာဟာအူနာသေးကိုတွန်းပို့ဩဒီလိုပို့နေတော့ သတ္တဝါတွေဦးနေပါလားနာနေပါလားသေနေပါလားခန္ဓာမကောင်းဘူးကိုယ်ဒုက္ခကိုပေးပြီးတော့ကိုယ်သေဖို့ကိုယ်ဖန်တီးနေတဲ့ခန္ဓာညံ့မြင်မယ်ဒီခန္ဓာပေါ်မှာဒုက္ခမှုတွေလွတ်လာမယ်ရော့လာမယ်ဒါဖြစ်လာဘူးဆိုင်ပြီးတော့ကိုယ်လက်ကျင်မှုခန္ဓာကိုယ်စီမှာအသက်မယ်အချိန်မရွေးလက်ကျင်လို့ရနေရာမရွေးလက်ကျင်လို့ရဣရိယာပုမရွေးအကဲခတ်လို့ရဘူးဆိုင်ကိုယ်စီရင့်အောင် ကြက်ကြံလုံးပေါ်သေးပါခိုင်းအချိန်ပြည့်သွားပြီ